MSP တတော်ဟိုပြောအပြစ် ပြောစရာမရှိလောက်အောင်ကိုချစ်စရာကောင်းတယ်စူပီယာအာချစ်ဖို့လည်းကောင်းတယ်အနေထိုင်လည်းအေးတယ်အဲရင်နဲ့ရင်ချင်းတယ်ဆိုတာဘာမှပြောစရာမလိုလေသူ့လိုမိခင်မျိုးတံမှုထားလိုက်ဆိုတာကြောစရာကိုမလိုတော့ဘူးပေါ့နော်အခုမှဟလာဟိုတထခါနေကြမှာပြေတောင်းချပြဆိုတာသူ့တို့အနေထိုင်ဘယ်လောက်သူသိတယ်ဆိုတာပြတာပေါ့နော် ာသမီလို့ဖြစ်နေတော့လေမဖြစ်မနေချင်းချင်းမြင်ရတာပေါ့နော်အဲပီတိဖြစ်တယ်ဘယ်ဆိုရင်ရစလို့ကအဲအနေအေးအေးလေးနဲ့ချစ်စရာကောင်းတဲ့ဒလေးလေးလေးရှိတော့လေသူတို့နေရောက်ဆိုတော့လည်းလိုက်ဖြစ်တယ်ပြီးတော့အခြေအကြိုင်းနေမှအခုမှလက်ထက်လဲဆိုတာနားလည်မှုအပြင်းနဲ့တိဆောက်နိုင်လိမ့်မယ်လို့မဆက်တော့ယုံကြည်နေလေအဲဒါမှုတစ်ခုမှအကြိုင်းတိဆောက်ဖို့ဆိုတော့ချစ်တာတစ်ခုနဲ့လည်းမရဘူးပေါ့နော်နားလည်မှုနဲ့ပိဆက်မှုတွေနဲ့ဒီတော့တန်ဖိုးထားမှုတွေပေါ့နော် တယောက်တယောက်တံပိုးထားမှရည်ရှိတည်မြဲမှာပေါ့နော်တယောက်တယောက်လေးစားမှုမရှိဘူးယုံကြည်မှုမရှိဘူးဆိုရင်လည်းဒီအိမ်ဆောင်လည်းမမြဲနိုင်ဘူးပေါ့အင်းယောက်ျားလေးကမိခလေးတယောက်တံပိုးထားရဆိုတာမိခလေးမှာအပြင့်နာဆိုတာတော်တော်လေးကိုကင်းမဲ့နေလို့ပေါ့နော်အဲစူပီကလည်းအပြစ်ပြောစံမရှိတဲ့မိခလေးတယောက်ဖြစ်တယ်ဆိုတာသူ့ဥစားပီတိဖြစ်တယ်လေတော်တော်ဟိုပြောအပြစ်ပြောစရာမရှိတော့အောင်ကိုချစ်စရာကောင်းတယ်စူပီက ဒါချစ်ဖို့လည်းကောင်းတယ်အနေထိုင်လည်းအေးတယ်အဲရင်နဲ့ရင်ချင်းတယ်ဆိုတာဘာမှပြောစရာမလိုလေသူ့လိုမိခင်မျိုးတံပိုးထားလိုက်ဆိုတာကြောစရာကိုမလိုတော့ဘူးပေါ့နော်အခုမှဟလာဟိုတထခါနေကြမှာပြည်တဲ့အောင်ချပြဆိုတာသူ့လိုအနေထိုင်ဘလောက်သူသိတယ်ဆိုတာပြရပါပေါ့နော်အဲကြောင့်မို့အဲဟိုချစ်သူဖြစ်ရင်ဟိုသိပြီးတော့လူရှိသူရှိမှာသွားလာလာလာလည်းမရှိဘူးဆိုတာတောင်တောင် တမုထားပြီးနေကြတာပေါ့နော်အဲချီကျူးတယ်ကောင်းတဲ့အချက်လေးပေါ့လို့ပြောလို့ရလားရှင်ကောင်းတဲ့အချက်ပေါ့ကျင်းတဲ့အချက်လေးပြောလို့ရလားရှင်ဟိုချင်းချင်းတောင်မအံ့ဩလဲဟဲ့တိတော့မသိလိုက်ဘူးပေါ့နော်မစလို့လည်းအတူတူရိုက်ရင်တာပဲလုံးဝမသိဘူးဒီအပြင်မှာလည်းဟိုသမီးစားပုံစံလုံးဝမပေါအောင်သူသူအေးဆေးပဲနေဆိုတာအနေထိုင်သူသိတယ်ပေါ့ဆင်းလေမရင်းမိသွားလဲပြောမှသိတာသူများတွေပေးစားနေတာမှလည်းအဲဟဲ့ ။ဘာမှမဆိုင်မနဲ့ပေးစားနေပေါ့သူ့ဖိနာလာပြောနေသေးတယ်။ကျွန်တော်လည်းဒီမှာကုမသူကအလုံးမှစူးစမ်းဆဲဆိုတာလေ။အလုံးတစ်ခုအောင်မြင်မှရောက်ကြလေရအိမ်တော်တစ်ခုကိုတိဆောက်တာပိုကောင်းတယ်လေ။ဘာမှမတတ်မှတ်ထားမအောင်။ဒါသူ့ကံပဲလေ။မင်းသားစိတ်ကြိုက်ပဲပေါ့။เออบ่ตู้ชิมมาแล้วจ้ะมาเลยเมียมาสตาร์เบซา